အားလုံးပဲမင်္ဂလာပါရှင်။ဒီမတို့ကကလစ်တဲမှာပန်ကိုကြောက်ပြီးညပဲဖြစ်ပါလေရှင်။ဒါကတော့ကျမတို့ရဲ့အဖွဲ့ဝင်တွေပဲဖြစ်ပါလေရှင်။ကျမတို့ခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Revolution for Unity and Diversity Online အကြောင်းဖြစ်ပါလေ။ ဒီကောင်းစဉ်ကိုတည်ရင်ရချင်းကတက်ရှိတစ်ခုစီမှာဘယ်လိုတူညီမှုဖြစ်တယ်လဲဘယ်လိုကွဲပြားမှုဖြစ်တယ်လဲဆိုတာနားလည်ကြည့်ပြီးဘဝနဲ့တက်ရှိတွေကြားကစမ်းဖို့တော်တော်အကြီးကြီးစွာနားလည်မှုကိုအကြီးကြီးပါရှင်ဒီဦးဆုံး evolution ဆိုတာကအပါလဲ evolution ဆိုတာကတက်ရှိတွေကခြေတော်ကြအတွင်းမှာအမျိုးမျိုးပြောင်းလာကြတယ်ပြီးတော့အခြေအနေတိတ်တွေမှာလည်းတက်တန်ရှိရှိနေနိုင်ကြတဲ့အဲ့ဒါတွေကအစကောင်ကကြောင်းနေတဲ့စီလူဖြစ်လာတာပေါ့ community online ဆိုတာကတရှိအလုံးကတူညီတဲ့အချက်တွေရှိပါတယ်။အဲ့ဒီတူညီတဲ့အချက်တွေကတကယ်ရဲ့တိခင်စီကနေရတဲ့တကြောင်မှုဖြစ်ပါတယ်။ဥပမာဆိုရင် DIA ရဲ့ zero energy process လို့ပြောဖြစ်ပါတယ်ရှင်။ diversity online ဆိုတာကကျောင်းလဲလူတွေကြောင့်တက်ရှိတွေကတူညီတဲ့ကောင်းကျင်တွေရဲ့လိုအပ်ချက်အတိုင်းကျောင်းလဲပြီးတော့မြေခံလာပဲကြပါတယ်။အဲ့ဒါတွေကဒီခုချိန်ထိလူစိတ်ပြောင်းမှုတွေဖြစ်စေပါတယ်။ ဒီလိုတွေကဥပမာတချို့ရှင်းပြပေးပါမယ်။စင်မီရဲ့ level ရှိတာကတဘာဝရေရှည်မှုတွေကြောင့်ပဲဖြစ်ပါတယ်။အစာရှာရခဲ့တဲ့အခြေအနေမှာ level ရှိနေတဲ့စင်မီတွေကအပင်ပေါ်မှာရှိနေတဲ့အရွက်တွေကိုလွယ်လွယ်ပူပူစားနိုင်တဲ့အတွက်ကြောင့်သူတို့ရဲ့ music တွေကဆက်ပြီးတော့ရှင်းနိုင်လေခဲ့ကြတယ်။ဒါကြောင့် level ရှိတာ level ရှိနေတဲ့စင်မီတွေရဲ့ music တွေကခုချိန်ထိဆက်လက်ပြီးတော့တည်ရှိနေခဲ့ကြတယ်။အခြားဥပမာတစ်ခုကတော့ဝေရင်တွေရမလွားတော့တဲ့ခြေထောက်စိတ်ပိုင်းတွေအင်္ဂါရတွေပဲဖြစ်ပါတယ်။အဲ့ဒါတွေကမျိုးဗီဇနဲ့ပတ်သက်တဲ့ပြောင်းလဲမှုတွေရဲ့ ြသထားတဲ့သက်တေတစ်ခုပဲဖြစ်ပါတယ် evolution ဆိုတာဟာသက်ရှိအလုံးအကြောင်းမှာဒီမြေမုန်းနဲ့ပွဲပြားမှုကိုရှင်းပြပေးတဲ့သဘောအပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်သရှိအလောဟာဒီနေ့လဲမူလကနေပေါ်လာပြီးအချက်အစောကြာလာတဲ့အများပတ်ဝန်းကျင်အမျိုးမျိုးနဲ့ life book ပြောင်းလဲလာခဲ့ကြပါတယ်။ပြောင်းလဲခြင်းကိုနားလဲခြင်းကဘဝကလို့စတင်လာပြီးဘယ်လိုမျိုးပြောင်းလာတဲ့ဆိုတာကိုနားလဲနိုင်စေပါတယ်။ 平时聊到我们在家呢，就一起聊到那几点。嗯